မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ိုးွားပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာညင်းမြန်မာပြည်ပါဒီနေ့17ရက်3လ2025အင်္ဂါနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်17ရက်3လ2025အင်္ဂါနေ့ရဲ့တဏိတာရေဒီယာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ ဒီရွှေညာမင်းမိသားစုကကျိုးတော့ပါတယ်ဗျာကျွန်တော်ရွှေညာမင်းမိသားစုက17ရက်3လ2025တနေ့တာကံကြမ္မာမြောက်ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အဲကျွန်တော်တို့အင်္ဂါနေ့နော်အင်္ဂါနေ့မှာတနေ့တာကံကြမ္မာတွေမတင်ကအပြင်ကမှာကျွန်တော်တို့အတော်10ရက်3လ2025 ညနေပိုင်းကစပြီးတော့နောက်တနေ့အတွက်ကြိုးတင်းပြီးတော့ထုတ်လွှင့်နေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကကြည့်ရှုရတဲ့အခါမှာညပိုင်းမှာနောက်တနေ့လောရမကိစ္စတွေပုံမူကြည့်ရှုနိုင်အောင်နောက်တနေ့မနေ့မှာအဲလွယ်လွယ်ကူကူရေရရာတွေလုပ်နေအောင်ကျွန်တော်တို့တညနေစောပြီးတော့ကြိုးတင်းတင်ပြနေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့17ရက်3လ2025နေ့အတွက်တနေ့တာကံကြမ္မာများကိုကြိုးတင်းပြီးတော့ တည်တင်ပြလိုက်ပါတယ်ဗျာကျွန်တော်ဒီပါဥယျာဉ်လောက်ကနေပတ်သက်တဲ့ကားဆိုတော့အလုတ်ကင်ကြီးကတော့ကောင်းမတတ်တဲ့ကာလာမျိုးဖြစ်ပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီရနှနေတာဖြစ်ပါတယ်အလုတ်ကောင်းနေအထို့သောဝင်ငွေနဲ့ပတ်သက်တဲ့ကိစ္စမှာရတဲ့ရတဲ့တာသိမရပဲနဲ့အီးလေးလေးဖြစ်တတ်တဲ့ကာလာမျိုးဖြစ်ပါတယ်ဒါကြောင့်ဥယျာဉ်လောက်ကနေပတ်သက်တဲ့အဆင်ပြေလေဒုမြာပြဿနာမရှိဘဲနဲ့ဥယျာဉ်လောက်ကင်လုံနေပြီလေငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲ့လူများအားလုံးတို့ကြီးเนาะတင်းလာအရှိအယာကိုလှက်လှက်ပြီးတော့ကျွန်တော်တို့ ဒါကိုတမယာတိလေးကိုကိုင်းပြီးမှစူတောင်းအတင်းတမယာတိလေးကျွန်တော်လောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်ပြေဘူးလောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်ပြေခြင်း ਨੇ ဒါကြောင့်ကျွန်တော်လောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေအများဆုံးအဆင်ပြေအောင်ကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းနေလားအရှိအရာကိုလှဲ့တမယာတိလေးကိုင်းပြီးတော့စူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့အိုးဝင်လောက်ကန်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအထူးသဖြင့်အဲတခုခုပိတ်ဆိုနေတဲ့လူများဒီအချိန်မှာတင်းနေလားအရှိအရာကိုလှဲ့တဲ့ တံမြာသီးလေးကိုကိုင်းပြီးတော့ဆူတောင်းကြီးအဖြစ်သင်တို့မှာပိတ်ဆို့နေတဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာနော်မန်းနီငွေကြီးနဲ့ပတ်သက်တဲ့နီးနဲ့ဆက်သက်တဲ့ပုံကူများငွေကြီးနဲ့ပတ်သက်တဲ့အစီအမပြေရတဲ့ပုံကူများငွေကြီးနဲ့ပတ်သက်တဲ့ရပရန်ရန်ဆရာများကြက်တဲတဲ့ပုံကူအားလုံးတို့ဒီယနေ့တင်းလာအရှိရာကိုလက်နော်တမယာတိလေးကိုကိုင်းပြီးတော့ဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆိုးနေတဲ့ငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအထူးသဖြင့်တင်းနယ်လာသားသမီးတွေဟာဒီအချိန်မှာဒီရက်မှာဒီ ီနေ့မှာတော့ငွေကြီးနဲ့ပတ်သက်တဲ့ယာယီရတ္တန်တပြီးတော့အိုးရင်လောက်ကတဲ့ပတ်သက်တဲ့ကိစ္စများပဲတနင်္ဂနွေသားသမီးများကံကောင်းအောင်ပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့ရှိသမျှလူအလုံးအားလုံးยายยัดตันနေတာဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ยัดตันနေတဲ့ပုဂ္ဂိုလ်အပေါင်းတို့ဒီတင်းနေလာအရှိအရာကိုလှည့်အတမရာသီးလေးကိုကိုင်းပြီးတော့ဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆိုးနေရအိုးဝင်လောက်ကိုင်းများပိတ်ဆိုးနေတဲ့ငွေကြီးများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်း လေးလေးစားစားတင်ပြပေးလိုက်ပါရဗျာเนาะစိတ်တွေဒီချင်းထွေလားထူရဲလောက်ရမလားကဲရမလားမသိတဲ့အတွက်ငွေကြီးနဲ့ပြတ်တော့မှုအိမ်မှာလုပ်ငန်းခွင်မှာတကူတောင်နဲ့တရားအဆင်မပြေမှုလုပ်ငန်းခွင်မှာအခက်အခဲဖြစ်မှုတွေကြုံတွေ့ရတဲ့ကာလမျိုးဖြစ်ပါတယ်ဒီချိန်မှာစိတ်တွေချမ်းသာအောင်နေပါစိတ်တည်ချမ်းသာခြင်းဖြင့်ပိတ်ဆိုနေတဲ့ငွေကြေးများပွင့်လန်းပြီးပိတ်ဆိုနေတဲ့ပြဿနာတက်နေတဲ့လုပ်ငန်းများအောင်မြင်ကြကြသွားမှာဖြစ်ပါတယ် ဒါကြောင့်စိတ်တင်တဲ့ပတ်သက်တဲ့တခုခုအစင်ပြေကြတဲ့ပုံကူမှာအတမ်းများသည်လေးကိုအင်္ကာတော့ရှေ့တောင်တော့လှဲ့ကိုင်းပြီးမှဆူတောင်းခြင်းအဖြစ်သင်တို့မှာပိတ်ဆိုးနေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများစိတ်ကြောင့်ဖြစ်ပေါ်နေတဲ့အားငယ်မှုများစိတ်တကြနေမှုများအများဆုံးပွင့်လန်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအထူးသဖြင့်အင်္ကာသားသမီးများအင်္ကာတော့ရှေ့တောင်တော့လှဲ့တမ်းမြာသီးလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်စိတ်တကြစိတ်မှုများအများဆုံးပြုပြီးမိမိလိုအပ်သောကိစ္စများ အမြန်ဆုံးအဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာနော်ဗုဒ္ဓသာသမီများဒီချိန်ကကောင်းတဲ့လူယောက်ျားတွေကိုယက်ဒီသာမဟုတ်တဲ့တခြားယက်ဒီသာထွက်တဲ့အပြင်မှာအပေါ်အပြောပအလူဌာနတွေနဲ့ပတ်သက်တဲ့ကိစ္စလုပ်တဲ့ဝါဒရနိုင်ပါရဗျာကိုရင်ကိုရာကိုမိသားစုကိုလုံးကမှမပြောပိုက်ပြန်အပြင်မှာလက်ရိုက်လက်ရည်နဲ့မလူအပ်တဲ့ပြဿနာတွေပေါ်ပေါက်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေတယ်ပြက်နေတယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဆိုရင်တော့ဗုဒ္ဓတောင်ရက်ကိုလှည့် ရေလေးတောင်းပြီးမှဆူတောင်းအတင်းရေးလေးရဲ့အိမ်မှာရှိတဲ့လူယောက်ျားဓာတ်ပြက်နေတယ်။အာလူယောက်ျားလေးနေပါတဲ့ကမစင်းမှုလွဲပြောနေတယ်။ကိုယ်လုံးကိုယ်ရမှာမနေဘူးကိုယ်ရင်ကိုယ်ရမှာမနေဘူးဆင်းမပြေဘူး။ဒါကြောင့်လွဲချုံနေတဲ့လူယောက်ျားလေးနေပါတဲ့ကိစ္စတွေအများဆုံးတဲ့ပြီးကိုယ်ရင်ကိုယ်ရကိုယ်လုံးကမှအဆင်ပြေပြီးတော့မိသားစုကြမ်းကြမ်းမှမှချမ်းချမ်းသာသာပြေပျော်ချင်တဲ့အဆင်ပြေပါသည်ကြောင့်ဘုဒ္ဓတောင်ရကိုလက်ရေးလေးတောက်ပြီးမှသူတောင်းကြံပြင်းလူယောက်ျားတွေနဲ့ပိတ်ဆိုးနေတဲ့ကိစ္စလွဲချော်နေသောခီးစကားများအများဆုံးပွင့်လန်းမိဖြစ်ပါတယ်ဗျာအထူးသဖြင့်ဘုဒ္ဓသားသမီးတွေနဲ့ပတ်သက်တဲ့ကိစ္စအောင် ဗုဒ္ဓတောင်ရကိုလည်းပြီးရေလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်ဗုဒ္ဓသားသမီးများယနေ့ပိတ်ဆိုးနေသောကိစ္စများလွဲချော်နေသောကိစ္စများကြာဆင်းနေသောစိတ်ဓာတ်များအဲ့တော့ရပြန်ရရှိတဲ့ငွေကြေးများအများဆုံးပွင့်လန်းပြီဖြစ်ပါတယ်။ဒါကြောင့်ဗုဒ္ဓသာသမီနဲ့ပတ်သက်တဲ့ခွင်နေသာသမီအားလုံးတို့သူကြီးယနေ့ဗုဒ္ဓတောင်ရကိုလက်ပြီးရေးလေးတောက်ပြီးစူတောင်းကြီးအပြင်သင်တို့မှာပိတ်ဆို့နေသောကိစ္စများအများပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာ။ကိုနေနီနဲ့ဆက်တဲ့မင်း အဒီချိန်မှာမိယာရီနဲ့ပတ်သက်တဲ့ပြဿနာတွေတက်တယ်မိယာရီနဲ့ပတ်သက်တဲ့ဖြစ်သီးတယ်မိယာရီသိမ့်တယ်အကိစ္စတွေဖြစ်တယ်လို့ငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာတွေပေါပေါက်နေတဲ့ကာလမျိုးနိုင်ငံခြားနဲ့ပတ်သက်တဲ့ပြည်ဟန်ငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာများပေါပေါက်တယ်မြေနဲ့ပတ်သက်တဲ့ပြဿနာများပေါပေါက်နေတဲ့ကာလမျိုးဖြစ်တယ်မင်းနေဓာတ်ပြည့်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ကိစ္စလေးဓာတ်ပြည့်နေတယ်မင်းရအစင်ပြေခြင်းနဲ့ဆိုရင်တော့မေကိုနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့မင်းရဲ့နာမည်လေးကိုစကုတွေ့ရမှာရေးဓာတ်ပူတွေကိုတ냐လောက် အဲ့မှာကြီးအကောပဲယူနစ်မပါဘဲနဲ့ထည့်ထားပြီးတော့ပိတ်ထားလိုက်ပါဗျာမနေ့ကြီးလေးမှအိတ်စာယူကလေးဖွင့်ပြလိုက်ရင်ပိတ်ဆိုနေတဲ့မင်းများပြက်နေတဲ့ဓာတ်များအများဆုံးဓာတ်အသွင်းပြီးတော့အများဆုံးအဆင်ပြေပြီဖြစ်ပါတယ်ဒါကြောင့်မင်းနဲ့ပတ်သက်တဲ့နိနေဆက်သက်တဲ့ပုံကိုအပေါင်းတို့ဒီဓာတ်ပြက်နေပါကအလားဓာတ်ပြက်နေတဲ့မင်းရဲ့နာမည်လေးကိုစကုတရမှာရေးတပူလေးမှာထည့်ပြီးညတညပိတ်ထားလိုက်ပါဗျာမနေ့ကြီးလေးမှာပြန်လဲဖွင့်ခြင်းပြပိတ်ဆိုနေတဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စ အပြောင်းရှိနေပတ်သက်တဲ့ကိစ္စရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမြေရည်တွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာကိုသွားတော့ခီးကိုပြောတော့စကားသွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရတဲ့ကာလမျိုးဖြစ်စိတ်ထဲမှာကြောက်ကြောက်လန့်လန့်ထိတ်ထိတ်လန့်နေသွားမလားလားမလားမပြမသားဖြစ်နေတဲ့မတည်မကျဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်သွားသေးများခီးဒီအောင်မြင်ကြောကြအန္တရာယ်ကင်းရှင်းပြီးပြောစကားဆိုသည်များအောင်မြင်ကြောကြခြင်းနဲ့ပုံကူများဗုဒ္ဓူတောင်းရက်ကိုလှည့် ရေးလေးတောက်ပြီးမှစူတောင်းခြင်းဖြင့်ပလွဲချော်နေသောကိစ္စများပိတ်ဆို့နေတဲ့ခီးစကားများအများဆုံးပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာနော်ဒီချိန်မှာပြည်နယ်တွေနဲ့အကောင့်နဲ့ပြည်မတွေအာမကောင်းမှုနိုင်ငံသားတွေအာကောင်းမှုကိုယ်နိုင်ငံအာမကောင်းမှုနဲ့ကိုပြည်တွင်းမှာကိုလူမျိုးချင်းချင်းအစင်မပြတ်တဲ့ကာလမျိုးဖြစ်ပြီးရိုးရာတွေပြည့်နေတာဖြစ်ပါတယ်ဗျာဒီချိန်မှာမြေရကောမမြအားလုံးအလုံးလုံးလုံးဖြစ်နေတဲ့ကာလမျိုးဖြစ်တဲ့အတွက် ဒီအချိန်မှာပြဿနာဖြစ်ရင်လူတွေအစုလိုက်ပြုံးလိုက်တည်တတ်တယ်ပျော်ဝဲရှင်ပွဲတွေလူများတဲ့နေရာတွေမသွားတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ကိုယ်ရင်ကိုယ်ရာကိုယ်မိသားစုမှာငြင်းငြင်းကြမ်းကြမ်းနေမယ်ရိုးရလေးတွေပေါ်ရင်တော့တို့ရာကြောမှာဖြစ်ပါတယ်ဗျာအဲဒါကြောင့်ရိုးရလေးတွေပေါ်မယ်ဆိုရင်တော့အလွယ်ဆုံးကလက်ဖက်ကလေးကိုတော့လက်ဖက်ကလေးကိုတော့အိုးရင်လောက်ကနေပတ်သက်တဲ့ပိတ်နေရင်လက်ဖက်တော့ကလေးကိုရာဦးတော့အောင်မြောက်တော့လက်ကိုင်းပြီးတော့ဆူတောင်းလိုက်စမ်းပါဗျာအဲ့မှာပိတ်ဆိုနေအိုးလောက်ကမြအမြန်ဆုံးပွင့်လမ်းမှာဖြစ်ပါတယ် ်နော်အာဒါမှမဟုတ်ရင်တစုံတစ်ယောက်တယောက်သူမှအင်္ဂါတောင်အရှိတောင်တောင်လက်လက်ဘက်ကလေးကိုတုတ်ပြီးမှဆူတောင်းဆူတောင်းပြီးမှတစုံတစ်ယောက်တော့သူအစာအာဟာရကုသိုလ်လုပ်မယ်ဆိုရင်သင်တို့မှလွဲချောနေရကိစ္စများတဲ့မယ်စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရပြီးတော့နော်ပြီးရင်ရရှိတဲ့ငွေကြေးများအများဆုံးရကြည့်ခံစားမှဖြစ်ပါတယ်ငွေကြေးများစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်းရင်းနဲ့ပြဿနာတွေဖြစ်မှကြောက်တယ်အမှုကင်းဖြစ်မှကြောက်တယ်ပုံကူများကြာသာပရိအနောက်ရက်ကိုလှည့် တပတ်တုတ်ကလေးကိုစူတောင်းပြီးမှတစုံတယောက်သောသူကိုကုသပြုလုပ်မယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆုံနေရရိုးရများဖော်လို့ဒိုးရကျော်ပြီးမှုခင်းပြဒနာများဝေးကွာပြီးတော့အစဉ်ပြေပြီဖြစ်ပါအကြောင်းလေးလေးစားစားဒီစက်တရက်3လ2025အင်္ဂါနေ့ရဲ့တနေ့တာဟာလားရေရာများကိုတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ဒီနေ့အင်္ဂါနေ့မှာဖြစ်တော့ဒါလက်ဖက်တုတ်ကလေးကို ဟာလာတုတ်တုတ်ပြီးမှအင်္ကာတော့အရှိတောင်တောင်လှဲ့ပြီးတော့တခုခုကိုဆူတောင်းပြီးမှကုသိုလ်ပြုမယ်ဆိုရင်တင်းတော့မှပိတ်ဆိုးနေတဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ရှင်ညာမီမိသားစုကနေပြီးတော့ကျွန်တော်ထုတ်လွှင့်တဲ့အခါမှာယနေ့အင်္ကာနေ့မှာတော့ကံကောင်းသေးတဲ့ကဏ္ဍလေးရတော့ကျွန်တော်တို့6တို့8တို့ဖြစ်ပါတယ်ဗျာကျွန်တော်တကယ်လို့ပတ်မယ်ဆိုလို့ရှိရင်6 8ကဏ္ဍလေးတွေပတ်မယ်အ6နဲ့8နဲ့ပါတဲ့ကဏ္ဍလေးတွေကန်ဆတ်မယ်ဆိုလို့ရှိရင်တင်းတော့မှဒီနေ့အကံကောင်းခြင်းများ ဟာလာအောင်ပါလေဒီနေ့ပတ်တယ်မှာနောက်ရကိုလည်းရေးလေးတောက်ပြီးမှ6ရှစ်ပါတဲ့ကဏန်းလေးတွေခွေးမယ်6ရှစ်ပါတဲ့ကဏန်းလေးတွေကိုကန်ဆမ်းမယ်ဆိုလို့ရှိရင်တင်းတော့မှပိတ်ဆို့နေတဲ့ထီကံများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒီတစ်ပတ်ဒီနေ့ရဲ့အကောင်းဆုံးထီကဏန်းလေးကတော့6ဖြစ်ပါတယ်ဗျာ6 6ဖြစ်ပါတယ်ဗျာ6 6ဖြစ်ပါတယ်ဗျာကျွန်တော်တို့အရင်မှ6ရှစ်တို့เนาะအဲ့ဒါ6 9အဲ့ဒီကိစ္စလေးနေတဲ့ပတ်သက်တဲ့ကိစ္စလေးတွေ ထီကန်လေးတွေအောင်မလေးထီကိုနောက်ရကိုလည်းရေလေးတောက်ပြီးမှထီကန်လေးတွေစမ်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ထီကန်များ အမြန်ဆုံးပွင့်လန်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာကျွန်တော်တို့ရွှေချမီမိသားစုကတရက်ကြိုကြိုပြီးမှကျွန်တော်တို့ထုတ်လွှင့်နေတဲ့တနေ့သားရေရယာများကိုထုတ်လွှင့်ပြီးတော့တပတ်သားရေရယာများကိုတော့စနေနေ့ညမှာထုတ်လွှင့်ပြီးတော့တနေ့ကနေမနေ့မှာတင်ပြထားတာဖြစ်ပါတယ်ဘာလို့လို့ဆိုတော့ကျွန်တော်နေ့စဉ်ဇာတ်ရီမှာမနေ့စောစောကျွန်တော်တို့ရင်းတော့မနေ့စောစော2နာရီ3နာရီလောက်ရရပါတယ်ရိုက်ပြီးမှကျွန်တော်တက်ဆိုင်ရအဆင့်ချင်းနဲ့ပြောင်းပြီးမှကျွန်တော်တို့ကဒီ channel တွေကိုကျွန်တော်ထိုင်းရလွှင့်တာဖြစ်တဲ့အတွက် ျွန်တော်တို့နှစ်နိုင်၃နိုင်မှရရတယ်ရိုက်ပြီးတဲ့ခါမှာကျွန်တော်တို့ဖုန်းနေရတဲ့ကွန်ပျူတာတွေကိုထည့်ကွန်ပျူတာတွေကမှတစ်ဆင့်ကျွန်တော်တို့ဖုန်းနဲ့ပြန်ထည့်ပြီးထိုင်ဝင်လှမ်းပို့ရတာဖြစ်ပါတယ်ထိုင်ရနေပါတက်ဆိုင်ရကျွန်တော်တို့နှစ်ပတ်သက်တဲ့ friend အဆက်တွေကညာဆိုင်နေဆင်းနေခင်းမှာအိတ်နေတာဖြစ်တယ်တခါတည်းထုတ်လို့မှုကနောက်ကျတတ်တယ်လို့နေဆိုင်နေဆင်းတဲ့အခါမှာလည်းတတ်မှတ်ထားတဲ့အချိန်ကဆော့နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့သူတို့အလုပ်ကူသွားတဲ့အချိန်မှာကျွန်တော်တို့ပြုတ်ပြုတ်တဲ့အချိန်နောက်ကျခဲ့ရင်အဆင်မပြေဖြစ်ရင်ကျွန်တော်နောက်ကျနေတာဖြစ်တဲ့အတွက်ကျွန်တော်တညက်နေဆော့ပြီးတော့ထုတ်လွှင့်နေတာဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်တို့ထုတ်လွှင့်တဲ့နေ့မတိုင်မီတရက်ကြိုးပြီးမှတညနေကြိုးပြီးမှကျွန်တော်တို့ထုတ်လွှင့်နေတာဖြစ်ပါကြောင်းသတင်းကောင်းများပါလိုက်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ရှင်သာမင်းမိသားစုကတော့အနေစဉ်အပတ်စဉ်ဟာလာဟာလာဟာပေါ်လာစဉ် အတင်းတစားဟောသနာများဟုတော့ပုံတန်အတိုင်းထုတ်လုံနေပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပါရယ်ဗျာဒါကြောင့်ကြည့်ရှုရတဲ့ပိဋကလူကျမ်းကြတဲ့ပုဂ္ဂိုလ်စုစုတို့စီယနေ့မှစ၍အိုးဝင်လောကများပွင့်လန်းပြီးတော့စိတ်ချမ်းသာပြောချင်တဲ့ငွေကြီးများဆုလိုက်ပြုံးလိုက်လိုတိုင်းခဲတာမျိုးပြီးအန်တယ်ကင်းပေးရှင်းပြီးတော့နော်လူနိုင်တန်းနိုင်မီသာသနာပြုနိုင်တဲ့အသားကောင်းသမီးကောင်းမိသားစုကောင်းများဖြစ်ကြပါစေကြောင်းရှင်ညာမိမိသားသူကိုယ်စားဆရာကြီးမြန်မာပြည်မှာလေးလေးစားစားစူတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် ဆရာကြီးမြန်မာပြည်ပါဗျာ